တစ်ချက်မှစိတ်ထဲမကြပဲနဲ့အခုချိန်ထိတိုက်ပွဲဝင်နေတာကိုကျွန်တော်တို့လေးစားရမယ်အဲ့တော့သူတို့တွေစိတ်ထဲမကြအောင်ကျွန်တော်တို့လုပ်ပြန်သူတို့သာစိတ်ထဲကြသွားကြည့်တွားပြီနော်အဲကျွန်တော်တို့စဉ်းစားရမှာကျွန်တော်တို့လူကြီးအဲ့ဒါကြီးစဉ်းစားရမှာနော်တိုက်ပေးမဲ့ရဲဘော်တွေစိတ်ထဲကြပြီးတော့မတိုက်တော့ဘူးဆိုတဲ့ခါကျရင်စစ်ကောင်စီလိုမျိုးကျွန်တော်တို့ကြုံရလိမ့်မယ်ဒါကြီးအချိန်တိုင်ပေါ်လာမှာလေအဲကျတော့အဲ့လိုမျိုးနောက်ဆုံးမျှော်လင့်ချက်အထိတော့သူကမျှော်လင့်သွားတဲ့ပုံစံမျိုးပဲဒါပေမဲ့လည်းဖြစ်မလာဘူးပေါ့နော်ဖြစ်မလာဘူးဒီကောင်လူသက်သမားဖြစ်တဲ့အတွက်ဖြစ်လာစရာအကြောင်းလည်းမရှိဘူးပြီးတော့ကျတော့ဒီ ီအချက်တွေကိုဒီဘုံသဘောတူညီချက်၅ရက်ကိုဒီကောင်တစ်ချက်မှမလိုက်နာပဲနဲ့ဒါဒီကောင်လုံးဝအကောင့်ထဲမှာပေါ်ပဲထားတာဖြစ်တဲ့အတွက်အဖက်မလုပ်ချင်းကိုခံရတာနဲတော်နဲသေးတာပေါ့နော်လာပါဒီနေ့ကတော့အော်တိုဘာလ23ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်သတင်းကောင်းနေရှိတယ် သတင်းကောင်းစစ်ကောင်စီဘက်ကပါနော်ဒါစစ်တပ်ထောက်ခံသူတွေစစ်ကောင်စီဘက်ကကောင်းနေလောင်မဲ့သတင်းလည်းရှိတယ်ပေါ့နော်မရောက်လဲမရောက်လဲအကြောင်းမရောက်လဲအာဆီယံဒါအစည်းအဝေးအနားတော်မကတ်လိုက်ရတဲ့အကြောင်းလည်းပါမယ်ပြီးတော့ကျတော့ဒါဝက်လက်သခိုင်းဝက်လက်အရာတော်အဲဒီနေ့အဆက်မှာဖြစ်သွားတဲ့အားရပါရတိုက်ဝဲတစ်ခုအကြောင်းလည်းကျွန်တော် ပြောပြမယ်ပေါ့နော်အာဂျီစာမိသွားတဲ့ကောင်းနေအကြောင်းလည်းပြောပြမယ်ပြီးတော့ကျတော့ဒါစစ်ကောင်စီကတီဘောကိုထိချုပ်ပြီးတဲ့ချိန်မှာဌာနဆိုင်ရာဝန်ထမ်းတွေပြန်ပြီးတော့ အဲ့နေရာတွေကိုရွှေ့ပြောင်းနေတယ်ဆိုတဲ့အကြောင်းတွေလည်းပါမယ်ပေါ့ဗျာအဲ့တော့ပထမဆုံးတော့ဒါကျွန်တော်တို့ဒါစကိုင်းဝက်လက်အရာတော့အဆက်ကပေါ့နော်ဒီအဲ့နေရာမှာဒါလုတ်ခဲ့တဲ့တော်လိုင်းတက်ဖွဲ့တွေပူပေါင်းပြီးလုတ်ခဲ့တဲ့ရဲဘော်၃ကြိတ်ဆစ်စင်ကြီးအကြောင်းလေးလည်းပြောကြမယ်စကိုင်းဝက်လက်အရာတော့၃မြို့နယ်ထိဆက်နေတဲ့နေရာဖြစ်တဲ့ဒါကြောင်းကုန်းရွာပေါ့နော်အဲ့ဒီရွာကိုတလဲပါဒါပြူစခန်းကနေပြီးတော့အင်အားစစ်ကောင်စီအင်အား60လောက်နဲ့စစ်ကြောင်းထိုးတာအဲ့ဟာကိုဒါဒီစတောင်မိုးโจအဖွဲ့ပြီးရင် BFRA Pro Life အဖွဲ့ပြီးရင် အဲဘူဂျင်းဆိုးအဖွဲဆိုပြီးတော့၃ဘွဲပေါင်းပြီးတော့ရေဘော၃ဂျင်းဆိုတဲ့ပုံစံမျိုးနဲ့ဆက်စင်ဖော်ဆောင်ခဲ့တာပေါ့နော်အဲဒီဟာကဘယ်လိုမျိုးပုံစံဖြစ်ဖြစ်တာလဲဆိုတော့ဒီဒီခုနဒီចောင်းကုန်းရွာကိုစစ်ကောင်စီစစ်သားတွေကအမြဲတမ်းမှာအနိုင်ကျင့်နေတာတွေလုပ်တယ်အပြည်သူတွေကိုဒေသခံတွေကိုနှိပ်စက်တာတွေလုပ်တယ်ပြူတွေလည်းပါတယ်ပေါ့နော်အဲ့လိုလုပ်နေတဲ့နေရာဖြစ်လို့ဒါကိုသတင်းရပြီးတော့ သွားပြီးတော့ပြင်းတာပေါ့နော်အဲ့မှာဘဘကတော်တော်လေးအထိနာအထိနာလဲဆိုတာဘလို့ကြောင့်အထိနာလဲဆိုတာအဲ့ဒီကောင်ကြီးရဲ့စစ်ကြောင်းထဲကိုတော်လိုင်းတပွဲတွေပြစ်လိုက်တယ် RPG ရတက်တယ်ဝင်သွားတာအကုန်အဲ့မှာလွင့်စင်ထွက်ပြီးတော့ပေါ့နော်နေရာမှာတင်ပွေချင်းပြီးသွားတာအသက်မရှူတာက၂ယောက်ရှိတယ်အတွင်းလူနာအတွင်းလူနာပုံစံမျိုးနဲ့9ယောက်ရှိတယ်ဗောနော်အဲ့တော့ထက်တည်ကြမှာကောင်းနေအများကြီးကြံပါအတွင်းလူနာအတွင်းလူနာ9ယောက်လုံးတည်လိုက်ကွာအဲ့ဆိုအဲ့ဆိုအများကြီးပြတ်သွားမှာဗောနော်အဲ့လိုပုံစံမျိုးဖြစ်အောင်တိုက်ခိုက်နိုင်ခဲ့တယ်ဆိုပြီးတော့ဒါတည်ရအဲ့တော့ ခုနှစ်ယောက်ကတော့ပြင်းပြင်းထန်ထန်တန်ရာရတယ်နှစ်ယောက်ကတော့နေရာမှာနေပွဲချင်းပြီးတယ်ပေါ့နော်အဓိကတော့ပြီးရင်အဲ့ထဲမှာဒါထူးခြားချက်ရှိသေးတယ်ပေါ့နော်ဒီကြောက်ကုန်းရွာကိုသွားပြီးတော့တိုက်တဲ့အချိန်မှာထူးခြားချက်ကဘာလဲဆိုတော့အဲ့ကောင်ဒီဘက်ကစပစ်တာစေကောင်ဒီဘက်ကစပစ်တာဒါကျွန်တော်တို့တပ်ဖွဲ့တွေလည်းဒါဂီယူစားရမယ့်အရာပေါ့နော်ကိုကတော့သွားတိုက်တာပဲဒါပေမဲ့ဟိုဘက်ကကောင်တွေကတိသွားပြီးတော့ပြန်ပစ်တယ်ဆိုတော့ကိုကဘာတွေလိုအပ်နေတယ်လဲဆိုတဲ့ဟာလေးဒါနည်းနည်းတော့ဒါကျွန်တော်တို့အဖွဲ့တွေပြင်ဆင်ရမယ့်အပိုင်းတော့ရှိတာပေါ့လေနော်သွားပြင်းမယ်ဆိုတဲ့အချိန်မှာလုံးဝအဲ့ကောင်ဒီမတိတဲ့အချိန်မှာပြင်းနိုင်တယ်ဆိုရင် ဒီထက်ပိုပြီးတော့အဲကောင်နေထိခိုက်များပါဗျာအဲ့တော့ဒါသခိုင်းဝက်လက်အရာတော့၃မြို့နယ်အဆက်ကဒီကြောက်ကုန်းရွာမှာပေါ့နော်ဒါစစ်ခွေးတွေဒါပြည်သူစစ်တွေကအများအမ်းပြည်သူတွေကိုနိုင်ကျင့်နေလို့သတင်းရလို့ဒါကျွန်တော်တို့မာမိတ်၃ဘွဲ့သွားရှင်းတာတဲ့အဲ့တော့စစ်ခွေးတွေနဲ့ဒဲတိုးတာပဲတဲ့အဲသူပြောတဲ့အတိုင်းပေါ့နော်သူတို့ကလက်နက်ငယ်နဲ့စပြီးတော့ဒါရမ်းပစ်တယ်တဲ့ကျွန်တော်တို့က RPG နဲ့သူတို့အဖွဲ့ကြတဲ့ဒဲထုတာဝင်သွားတယ်ပေါ့နော်ဒဲဝင်သွားတယ်ပေါ့နော်မြင်းလုံးကောင်းချက်ကတော့အစုလိုက်ကိုလွင့်စင်ထွက်သွားတာအဲ့ဒါအားရ RPG ဆိုတဲ့အားကလည်းတကယ်ပြင်းအားကောင်းတယ်လေနော်အဲ့ကြအဲ့လိုကောင်မျိုးဒဲတာဝင င်သွားလို့ကတော့ခုနလိုလွင့်စင်ထပ်သွားရဆိုတဲ့ဟာကတော့အများကြီးမြင်ရပါဗျာဒီလားအဲ့လိုအနီးကပ်ကြီးမြင်ရတာအပြင်အနီးကပ်ဆိုတဲ့ဟာပါသေးတယ်အဲအဲ့ဒါလည်းဒါကျွန်တော်ထပ်ပြောပြအောင်ပါနော်အဲ့မှာပေ30လောက်ပဲဝေးတာတဲ့တိုက်ပွဲက ကဲတိုက်ပွဲပေ30လောက်ပဲဝေးရအဲ့တော့ရင်ခုံဘလောက်တောင်မှရင်ခုံစရာရင်တုံစရာကောင်းလဲပေါ့နော်လုံးဝဒါစူပါကော်ဖီမစ်ကိုအတွဲလိုက်ဒါတထိုင်နဲ့ဖြော်တောက်လိုက်တဲ့ပုံစံမျိုးဖြစ်သွားမှာပေါ့နော်ဒါအသေးနှကောင်ကတော့တို့အတီးပြုတ်နိုင်တယ်အခုချိန်ဆိုရင်ဒါတော်တော်တည်နေလောက်ပြီဆိုပြီးတော့လည်းသိရတယ်ပြီးတော့ RPG စာဆိုတော့လည်းဒါစဉ်းစားတာကြည်တာပေါ့ဗျာစဉ်းစားတာကြည်တော့ပေါ့ဗျာအဲအဲ့လိုမျိုးအပတရားကြီးပြောထားတာပေါ့ဆိုကျွန်တော်စစ်ကောင်စီပြည်သူတွေကိုဒီလိုနှိမ့်ဆက်နေတဲ့ဟာတွေကိုကျွန်တော်တလိုင်းတက်ဖွဲ့တွေကဘယ်တော့မှလက်ပိုက်ပြီးကြည့်မနေဘူး သူတို့ရတဲ့သူတို့မှရှိတဲ့ခွန်အားသူတို့မှရှိတဲ့လက်နက်ခဲယမ်းနဲ့သူတို့ရအောင်သွားပြီးတော့ဒီကောင်တွေကိုအဲကျူစာပန်းစားနဲ့သွားပြီးတိုက်ခိုက်ဖို့အတွက်အမြဲတမ်းလှုပ်ဆောင်ကြရတယ်ဗောနော်အဲ့တော့အဲ့လိုလှုပ်ဆောင်တဲ့အခါမှာဒီ local အဖွဲ့တွေကလည်းအရန်အခက်ခဲရှိကြတယ်ပြီးတော့ဒါတိရဲ့အတိုင်းပဲဒါအညာဘက်မှာဒါစကိုင်းဘက်မှာဆိုရင်ဒီလက်နက်ခဲယမ်းဝယ်ယူမှုအပိုင်းတွေကစအရန်ခက်ခဲတာဗောနော်အဲတပ်ဖွဲ့တွေကအဲတိုက်ပွဲတစ်ခုပေါ်ဆောင်ရဖို့အရေးကိုအဲဒီထက်ပိုပြီးတော့ထောက်ပံ့မှုများများရမှာပဲလှုပ်ဆောင်နိုင်မှာဆိုတော့အဲ တချို့ကြတော့လေဒါပြောကြတယ်ပေါ့နော်အဲအကြောင်းမလို့ဒါအညာကအဖွဲတွေကဒီတကယ်ကိုကြီးမားတဲ့တိုက်ပွဲကြီးတွေဖန်တီးနိုင်မှုအားနည်းတယ်ဆိုတော့မဟုတ်ဘူးသူတို့မှဖန်တီးနိုင်စွမ်းရှိတယ်ဖန်တီးပေးလို့ရမဲ့လက်နက်ခဲယံမရှိတာဖန်တီးပေးနိုင်မဲ့လက်နက်ခဲယံမရှိတာပေါ့နော်သူတို့မှတကယ်ကိုလုံလုံလောက်လောက်အင်အားရှိတယ်ဗျအကုန်ရှိတယ်အကုန်လုံးကတိုက်ပွဲဝင်အကုန်လုံးတတိရှိတယ်အကုန်လုံးတိုက်ပွဲဝင်နိုင်တယ်အစီအအတွေ့အကြုံတွေလည်းဒါမနေမနောဖြစ်နေပြီပေါ့နော်အဲ့တော့ဒီလိုမျိုးအင်ပြအားပြင်းနေပေါ့နော်ဒါမြို့သိန်းတွေပဲဖြစ်ဖြစ်ဒါစကန်းသိန်းတွေပဲဖြစ်ဖြစ်တေချာပေါက်ဖော်ဆောင်နိုင်တယ် အခုတော့ကျတော့အဲ့လိုမျိုးအဆင့်မရောက်နိုင်တဲ့အတွက်ဒီလိုမျိုးဒါစစ်ကြောင်းတွေကိုတွားပြီးတော့ဖြတ်ပြီးတော့တိုက်ခတ်ရတာတွေလုပ်တယ်စောင့်ကြိုပြီးတော့တိုက်ခတ်ရတာတွေလုပ်ခဲ့ရတယ်ဗောနော်အမှန်တော့ဒီထက်ပိုပြီးတော့အဆင့်တက်တင်နေအညာအဖွဲတကယ်ကြမ်းတယ်နော်အဲ့ကြအဲ့လိုမျိုးအဖွဲတွေကိုဒီထက်ပိုပြီးပြည့်စုံအောင်ပေးနိုင်မယ်ဆိုရင်ခုနလိုကျွန်တော်တို့မျောလင့်နေတဲ့ဟာတွေအများကြီးဖြစ်လာနိုင်ပဲဗောနော်အဲ့တော့ကျွန်တော်ကအညာကိုလည်းမမေ့ဖို့လိုတယ်တက်ဖွဲ့တွေတကယ်ကိုကြုတ်ကြုတ်ကြိုးစားနေကြဗောတော့တောင်းစိတ်တက်နေဆိုဒီချိန်လောက်ဆိုစိတ်တက်ကြနေလောက်လင်းနေကြောင်၅နှစ်ဗျာအခုဒီလက်နက်ခဲရမဆုံသေးဘူးဗျာ မဆုံသေးဘူးပိုရှန်နာတွေအရန်တွေပါတွေထားလိုက်အောင်အဲလက်နဲ့ခဲရင်ဒါတယောက်ကိုတလက်ဆိုတဲ့ပုံစံမျိုးတော့မှမဆုံသေးတဲ့အဖွဲတွေအများကြီးရှိတယ်အခုချိန်ထိလက်လုံနဲ့ပစိုးဆွယ်လွယ်တိုင်းပြီးတိုက်နေကြရသေးတဲ့အဖွဲတွေအများကြီးရှိတယ်အဲ့ဒါတော့မှပဲမင်းတို့စစ်ကောင်စီဘက်ကတပ်ဖွဲ့တွေကအခုချိန်ထိခံစားနေရတော့ဘယ်တော့ဖြစ်ဖြစ်ပေါ့နော်မင်းတို့ရဲ့သတင်းတွေကသတိတပ်ဖွဲ့တွေစီကိုရောက်နေတော့မယ်အဲ့ဒါဘာလဲဆိုတော့မင်းတို့ပြည်သူလူထုရဲ့ထောက်ခံမှုကြာရှုံးတာပြည်သူလူထုထောက်ခံမှုကြာရှုံးတာဘာကြောင့်ဖြစ်တာပြည်သူလူထုကိုနှိပ်စက်လို့ မင်းတို့ကောင်နေနှိမ့်ဆက်လေလေမင်းတို့ကောင်နေပြည်သူကိုရက်ဆက်လေလေဒီလိုမျိုးဖြစ်တွေကမင်းတို့ထက်ကြုံအောင်ပါပဲမင်းတို့အဲ့အဖွဲ့စည်းထဲမှာမင်းတို့အဖွဲ့စည်းထဲမှာလည်းမင်းတို့မလုပ်ဘူးဆိုပြီးတော့မင်းတို့မပြောနဲ့အတခြားအဖွဲ့လုပ်လဲမင်းတို့ခံရမှာပဲသိကြတယ်အဲ့ကြအဲ့အဖွဲ့စည်းထဲမှာဆက်ပြီးတော့နေနေအောင်မယ်အသုံးချခံလုပ်နေအောင်မယ်ဆိုရင်မင်းတို့ကောင်နေဘွားကူကောင်းမှာမဟုတ်ဘူးပေါ့နော်အမျှတော်မှာပဲမှန်းဝေရမယ်အစီအမျိုးတွေဖြစ်မှာအဲ့ကြအဲ့လိုမဖြစ်ဖို့အတွက်ကိုမင်းတို့ကောင်နေယုံထွက်ဖို့လိုတယ်ပေါ့နော်အခုဒါကြည့်ဒါကားကနေလွင့်ဆင်သွားတယ်တို့ဘာလို့ညာတို့မစ်စင်းကားလေ မပြည့်မစုံတဲ့အဖွဲကမင်းတို့ကအဲ့လိုမျိုးလာပြင်းခံရတယ်မင်းတို့မှာကမ္ဘာအဆင့်35တရ38တော့ဘယ်လောက်လဲတော့မသိတော့ဘူးကွာ။ရဲအဲ့လိုမျိုးပုံစံမျိုးနဲ့မင်းတို့ကြွေးကြော်နေတဲ့ကောင်တွေလက်နက်ခဲရမ်းဆိုအပြစ်အာစစ်ကြောင်းမှာပါလာတယ်အခုပြစ်လက်နက်ကြီးအပြစ်အာဆက်ကလေးဆက်လက်ဘာညာအပြစ်လာလာတာ။အဲ့အဲ့လိုအဖွဲတွေကမင်းတို့ခုတာမပြည့်မစုံတဲ့အဖွဲတွေရဲ့တော်လန်တက်ခိုက်ခြင်းကိုကားကနေလွင့်ငင်နေခံနေရတယ်ဆိုနေကမင်းတို့တွေအာတော်တော်လေးအချိန်ကြီးစိုးနေပြီဆိုတာသိတင်တယ်ပေါ့နော်။ရှစ်ဆယ်လည်းမင်းတို့နိုင်စရာအကြောင်းတော့မရှိဘူး။အဲ့တော့ဒီတပ်ဖွဲ့တွေပြည်စုံလာပြီဆိုတဲ့အခါကျရင်စစ်ကောင်စီဘက်ကကောင်တွေဒီထက်ပိုပြီးခံစားရဖို့ပဲရှိတယ်။ ဲ့တော့အညာမြေကတပ်ဖွဲ့တွေကိုပေါ့နော်အညာဒေသကတပ်ဖွဲ့တွေကိုတိတက်ပို့ပြီးအကောင်အောင်ပြီးတော့ဒါလူကြီးတွေလည်းဂိယုဆိုင်ကြစီခြင်းနဲ့အခြားနေရာအခြားဒေသဆိုတဲ့ဟာတွေကဒီညာထက်ဆိုင်တော်သေးတယ်ဗျာပြောရရင်ဒါမဲ့ဟိုရုံးကန်ရတာချင်းတော့အတူတူပါပဲဒါပေမဲ့ပို့ပြီးတော့ခက်ခဲတယ်ဆိုတဲ့အပိုင်းတွေကညာမှာပို့တွေ့ရတယ်ပေါ့နော်အညာနေပူပူအောက်မှာဗျာဘယ်လောက်တောင်မှပြင်မလိုက်မလဲဒါပေမဲ့အဖွဲတွေကဒီ9နှစ်လောက်ရှိလာတဲ့အတော်တွင်းမှာကိုပဲတစ်ချက်မှစိတ်တယ်မကြပဲနဲ့အခုချိန်ထိတိုက်ပွဲဝင်နေတာကိုကျွန်တော်လေးစားရမယ်အဲ့တော့သူတို့တွေစိတ်တယ်မကြအောင်ကျွန်တော်လုပ်ပြသူတို့သာစိတ်တယ်ကြသွားကြည့်သွားပြီနော် အဲကျွန်တော်စဉ်းစားမှာကျွန်တော်လူကြီးအဲ့ဒါကြီးစဉ်းစားမှာနော်တိုက်ပေးမဲ့ရဲဘော်တွေဆေးလက်ကြပြီးတော့မတိုက်တော့ဘူးဆိုတဲ့ခါကျရင်စစ်ကောင်စီလိုမျိုးကျွန်တော်ကြုံရလိမ့်မယ်စစ်ကောင်စီအခုကြည့်ဒါနေရကံကိုပဲကြည့်ပြီးရင်ဒါဂုတ်ကြီးကိုပဲကြည့်ပါတော့သွားပြီးတော့တိုက်ခိုင်းပါလေဆိုတဲ့ကောင်တွေကမတိုက်တော့ဘဲနဲ့ထွက်ပြေးတဲ့ခါကျတော့ဘာတွေဖြစ်ကုန်လဲအေးကျွန်တော်တို့အဲ့ဒါတွေကအရေးကြီးလှုပ်ဆောင်ကြဖို့လိုတယ်ပေါ့နော်မိမထားကြပါနဲ့တိုက်တဲ့လောက်ဝိုင်းဝန်းပြီးတော့ပအဝင်လှုပ်ဆောင်ပေးကြပါဥဆောင်ပေးကြပါ တကယ်ပါညာမီကဒီထက်ပိုပြီးတော့ဒါအောင်မြင်တဲ့အနေအထားတွေအများကြီးရှိပါတယ်တပ်ဖွဲ့တွေတကယ်ကိုနေရာဒေသအနှံ့မှာရှိတဲ့တပ်ဖွဲ့တွေအားလုံးကအတူတူပါပဲအားလုံးကရဲစွမ်းတပ်တည်ရှိတဲ့သူတွေကြီးပဲပေါ့နော်အဲ့တော့အဲ့လိုမျိုးအောင်မြင်မှုတွေထပ်ပြီးတော့ယူနိုင်မှုအတွက်ပေါ့နော်အခုဆိုရင်ဒါစစ်ကြောင်းကြောင်းပြုတ်ထွက်သွားအောင်ဒီလုပ်လို့ရတဲ့အခွင့်အရေးတွေသူတို့မှာရှိချင်ရှိခဲ့မှာအဲ့ကြအဲ့လိုမျိုးရှိနိုင်မှုအတွက်ကိုလည်းပြည့်ပြည့်စုံစုံဖြစ်အောင်ထောက်ပံ့ပေးကြစီခြင်းနဲ့ပေါ့နော်နောက်တစ်ခုကတော့အော်တိုဘားလ26ရက်နေ့ကနေ28ရက်နေ့အထိမလေးရှားနိုင်ငံကွာလာလမ်ပူးမြို့မှာ ဒါပြုတ်လုံးမဲ့ပေါ့နော်အာဆီယံထိပ်သီးအစည်းအဝေးအဲ့အစည်းအဝေးကိုဒါတက်ရောက်မဲ့ခေါင်းဆောင်များစီးရင်မှမလာမပါ sorry မရောက်လိုက်မပါပေါ့နော်မရောက်လိုက်အစည်းအဝေးတက်ခွင့်ရမည်မဟုတ်ဆိုပြီးတော့ဒါမလေးရှားဝန်ကြီးချုပ်ကထုတ်ပြောလိုက်တယ်ပေါ့နော်အဲ့တော့မြန်မာရေးဖြည့်ရှင်းမှုအာဆီယံအနေနဲ့ဒါဘုံသဘောတူညီချက်9ရက်အပေါ်မှာဆက်လက်ရည်တည်စေဖြစ်ကြောင်းဒါတရားဝင်ပြောလိုက်တယ်မြောက်နိုင်ငံကဒီဘုံသဘောတူညီချက်9ရက်ကိုသူလိုက်နာအကောင့်ထဲပို့တာအားနှဲလို့ လုတ်ကိုမလုတ်တာပါအားနေတာမဟုတ်ဘူးလုတ်ကိုမလုတ်လို့ပြက်ကွက်လို့ပေါ့နော်ဒါကြောင့်မလို့9နှစ်ဆက်တိုက်သူတက်ခွင့်မရခဲ့9နှစ်ရှိသွားပြီတက်ခွင့်မရတာအဲဖြစ်ဖြစ်ပြီးချင်း2021သူအာလာသိမ့်ပြီးပြီးချင်းမှာတော့သူတခါတက်ခွင့်ရတယ်ဒါပေမဲ့အဲ့ဘုံသဘောတူညီချက်9ရက်ကအဲ့တက်ခွင့်ရတဲ့အချိန်မှာကိုပဲဒါသူတို့အတီးပြုတ်ခဲ့တာဖြစ်တယ်ဒါပေမဲ့အဲ့နောက်ပိုင်းမှာမင်းအောင်လိုင်းကလုံးဝဒါတွေကိုမလိုက်နာလို့အခုလိုမျိုးတက်ရောက်ခွင့်အနားတော်ကတ်ခွင့်မရတဲ့အနေအထားဖြစ်နေတာပေါ့နော်အဲ့တော့အာဆီယံအစည်းအဝေးတက်တယ်ဆိုတာကလည်းဒါနိုင်ငံရရွေးချယ်တင်မြှောက်ထားတဲ့ခေါင်းဆောင်တွေပေါ့ဗျာခေါင်းဆောင်တွေ နိုင်ငံနဲ့ပြည်သူကရွေးထည်ထားတဲ့ခေါင်းဆောင်တွေတက်တာပေါ့နော်နိုင်ငံနဲ့ပြည်သူပေါ်မှာတစ္ဆာဖောက်ပြီးတော့လက်နက်အားကိုးနဲ့ပြည်သူအာဏာကိုအတင်းအဓမ္မရယူထားတဲ့ကောင်မျိုးတွေခေါင်းဆောင်အတင်းဝင်လုပ်တဲ့ကောင်မျိုးတွေတက်ဖွင့်ရမယ့်ဟာမျိုးတော့ဟုတ်မနေဘူးလေနော်အဲ့တော့ကောင်းတယ်အဲ့လိုမျိုးခေါင်းဆောင်မဟုတ်တဲ့ကောင်တွေပေါ့ဗျာသူ့ဘက်သူအတင်းလုပ်ယူထားတဲ့ခေါင်းဆောင်ခေါင်းဆောင်မစစ်မှန်တဲ့ခေါင်းဆောင်ပြည်သူလူထုပေးထားတဲ့ခေါင်းဆောင်မဟုတ်ဘူး အဲအဲ့လိုကောင်မျိုးတက်ခွင့်မရတာဖြစ်တဲ့အတွက်ကောင်းတယ်ပေါ့နော်အဲ့တော့ခေါင်းဆောင်လှုပ်ရှင်တဲ့သူနဲ့ခေါင်းဆောင်ဖြစ်တဲ့သူနဲ့ကွာခြားချက်ပါဗျာပြီးတော့ဒီတက်ထောက်ခံတဲ့သူတွေပေါ့နော်ဒီဒီချိန်တော့ဒါငါတို့ဘဘကြီးအာဆီယံထိပ်သီးအစည်းအဝေးတက်ခွင့်ရပြီဘာညာနဲ့ဒါပြောဆိုဂုဏ်ယူနေတာတွေရှိတယ်အဲအစအစထွက်လာတဲ့ချိန်မှာပေါ့နော်အဲဒီဒီသူ့ပါမယ်ဆိုတဲ့ပုံစံမျိုးနဲ့စထွက်လာပြီဆိုတဲ့ချိန်မှာ တို့အဲ့လိုမျိုးဒါကိုဝမ်းမြောက်ဆိုတယ်ပြောခဲ့ကြရရှိတယ်မရောက်နိုင်ကတော့သူ့လူသူပြန်တတ်တာခံရတာနော်အဲကြောင့်ပြောပြမယ်ဒါ CEO စုကိုဒါထောက်ခံအားပေးတဲ့ဒါ11တို့ရန်ကုန်မီဒီယာ group လို့ဘောမမီဒီယာတွေနဲ့ Telegram channel တွေမှာလည်းဒါအော်တိုဘာ26ရက်နေ့မလေးရှားနိုင်ငံကွာလာလမ်ပူမှာကျင်းပမယ်အာဆီယံထိပ်သီးအစည်းအဝေးတက်ခွင့်ရလေပြီဆိုပြီးတော့တို့ကဝါဒဖြန့်ပေးကြအဲ့လိုဝါဒဖြန့်မယ်အဲ့လိုမျိုးမျက်နှာပြောင်တိုက်တာပေါ့နော်ဒါအဲ့လိုမျိုးမျက်နှာပြောင်တိုက်တယ်ဆိုတာလည်းတကယ်ပြောရင်အခုမှတော့မဟုတ်ဘူးဒါအရင်မလေးရှားနိုင်ငံသားရဲ့ဝင်ကြီးနေပြီးတော့လာတဲ့ခီးစဉ်မှာလည်းဒီခီးစဉ်ကိုခုတော့လှုပ်ပြီးတော့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့တွေကိုမလေးရှားကဆေလွတ်ပေးမယ်ဆိုပြီးတော့သူတို့ထုတ်ပြန်သေးတယ်။တင်းနေတက်လာသေးတယ်။အဲအဲ့လိုမျိုးဟိုကမပြောဘဲနဲ့ဟိုကလုံးမပေးဘဲနဲ့အဲ့လိုမျိုးထည့်ပြီးတော့သူတို့ပြောလာတာပေါ့နော်။အမရှက်ဘူးပြတကယ်။အဲ့မီဒီယာတွေကဝိုင်းပြီးတော့လိန်ပေးတာပေါ့နော်။ဘောမမီဒီယာတွေကစစ်ကောင်စီဘက်ကနေရောဝိုင်းပြီးတော့ရက်တီပေးတဲ့ပုံစံမျိုးလုပ်တာပေါ့။ဘောမလားဘောမလားအမှန်တော့ဒီအစည်းအဝေးကိုတက်ရမယ်ဆိုတဲ့သတင်းကလည်းဒါမလေးရှားထုတ် NSC သတင်းမှာညှက်ပြီးပါလာတဲ့ဒီစာကြောင်းတစ်ကြောင်းကိုသူတို့ကိုးကားပြီးတော့မဟုတ်မှန်းသိသိချင်းနဲ့ တို့ဝါရဖြန့်ကြတာစစ်ကောင်စီကဝါရဖြန့်စစ်ပွဲထဲမှာတို့ကဝင်နှွှဲပေးတာဗျာပြောရရင်အဲ့ဒီနောက်ပိုင်းမှာဒီစာချောင်းကိုဒါဒီစာချောင်းပါတဲ့အပိုက်ကိုပြန်ပြီးတော့ဖြုတ်ချသွားတယ်ဆိုပြီးတော့လေ IRR သတင်းထံကကဖော်ပြထားတယ်အဲ့မှာပြန်ကွမ်းတာ ဟုတ်နော်ဒါပြင်အစည်းအဝေးနဲ့နှီးဆက်တဲ့တာမလေးရှားယာရှိတွေကလည်းမင်းအောင်လိုင်ကိုဖိတ်မှာမဟုတ်ဘူးလို့ပြောဆိုခဲ့ပြီးဆိုတဲ့အကြောင်းလည်းသိရတယ်။အဲ့တော့သတင်းသမားအဖြစ်ခံယူထားတယ်ဆိုရင်ဒီသတင်းကမှန်မှန်မှန်ဘယ်ကနေတက်တာလဲဟုတ်နိုင်ကြီးမဟုတ်နိုင်ကြီးဒါမျိုးပုံစံမျိုးလေးတွေတော့တေချာလေးတော့ဒါပြန်ပြီးစစ်ဆေးတင်တာပေါ့လေနော်စစ်ဆေးတာတွေဒါသူတို့သုံးသက်တာတွေလုံးတင်တာပေါ့ဗျာ။ဒါမဲ့အဲ့လိုမဟုတ်ဘဲနဲ့ဒါစစ်ကောင်စီရဲ့အလိုကျအာငါတို့ဒီလိုရေးလိုက်ရင်တော့ဒါမင်းအောင်လိုင်ပျော်မှာပဲ။အာမင်းအောင်လိုင်ဖြစ်စေခြင်းတဲ့ဟာတိုင်းငါတို့ရေးမယ်။ ပြည်သူကဘလို့ပဲထင်တယ်ဆိုတော့ပုံစံမျိုးနဲ့ရုတ်တည်နေပေါ့ဗျာဒါပြည်သူကအစိတ်ခတ်တာပေါ့နော်အဲ့တော့ပြည်သူကတစ္ဆာပေါ့အဲ့တော့ဒါစစ်အုပ်စုကိုထောက်ခံတဲ့မီဒီယာတွေကစစ်တပ်ရဲ့ဝါဒဖြန့်ချီစစ်ပွဲကိုဒါပျော်ပျော်ကြီးဝင်နှွှဲပြီးတော့ပြည်သူကိုလိန်ညာပြီးတော့တစ္ဆာဖောက်ခဲ့တာဖြစ်တယ်အဲ့တော့ဒီလိုတော့ရှိတာပေါ့သူကဘာလဲဆိုတော့ အဲဒီလိုမျိုးတက်ခွင့်ရမယ်တို့အားသူတို့ဘက်ကဒီအတိုင်းဝိုင်းတွေကလည်းထုတ်ပြောတယ်အားသူရဲ့ဒါမီဒီယာတွေမှာခေါင်းကြီးပိုင်းနေနဲ့ပေါ်ပြတဲ့ပုံနေနဲ့ပါအညာအဲ့လိုပေါ်ပြကြမယ်ဒါအဲ့လိုပေါ်ပြပြီဆိုတဲ့ခါကျရင်မလေးရှားကများသူတို့ကအားနာပြီးတော့မျက်နှာပူပြီးတော့များဖိတ်မလားလို့တွေးသလားမှမသိတာပေါ့နော်အဲ့ဒါကြောင့်မလို့အုံနဲ့ကျင်းနဲ့အဲ့လိုမျိုးလောက်ကြတာပေါ့နော်အဲ့တော့ဒါအခုဆိုရင်ဒါမလေးရှားဝန်ကြီးချုပ်ကတရားဝင်ကြီးထုတ်ပြောလိုက်တော့သူတို့ဂွမ်းတာပေါ့နော်ဂွမ်းတာပေါ့ဆိုတာသူတို့တွေလုတ်ခဲ့တဲ့ဇလန်းကိုသူတို့ပဲ အတံမထွက်နိုင်အောင်ပြန်ဖြစ်သွားတာပေါ့ဗျာအဲ့တော့ကမ်ဘောဒီးယားနဲ့လာအိုလိုမျိုးတာနိုင်ငံတွေကဥက္ကဋ္ဌဖြစ်ခဲ့စဉ်နှုန်းကတော့မှပဲမင်းအောင်နိုင်ကိုဖိတ်ခေါ်ဖို့သကကူတော့မတန်းခဲ့ဘူးအဲ့တော့မလေးရှားကလုံးဝခေါ်စရာအကြောင်းတော့မရှိဘူးပေါ့နော်အခုကမလေးရှားလည်းတော်တော်ကိုအလုံများနေတဲ့ပုံစံမျိုးမင်းအောင်နိုင်တို့ကဒါတတ်မယ်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 ပါမယ်ပါမယ်လောက်အတူမှညင်းရပြန်ပြီဟာမပါဘူးဟာထုတ်ပြန်တာလည်းမရှိဘူးပါညာအဲ့လိုပုံစံမျိုးညင်းနေရအလုပ်တွေများအာဆီယံလုံးလောက်အောင်ဒီကောက်လုံးလုံးနေရပါတော့။အဲဒီထိပ်သီးအစည်းအဝေးကိုတကယ်ပြောရရင်ဒါကြည်ကြည်ပြတ်ပြတ်လုပ်ဖို့အတွက်သူကဒီတစ်ခေါက်မှာ တေချာလေးစီစဉ်နေတာဗောနော်အမေရိကန်သမ္မတဒေါ်နယ်ထရန့်အပါအဝင်တရုတ်အိန္ဒိယအီတလီကနေဒါတောင်ကိုရီးယားပြီးရင်နယူးဇီလန်အော်စတြေးလျပြီးရင်ဂျပန်ကအမျိုးသမီးဝင်ကြီးချုပ်အစ်စ်ပြီးရင်ဘရာဇီးရုရှားတောင်အာဖရိကပြီးရင်ဒီသမ္မတစုစုပေါင်းဗောနော်၁၂နိုင်ငံကထိပ်တန်းခေါင်းဆောင်တွေလာမဲ့ပွဲမှာဆွမ်းဆန်တဲ့ကိုဘယ်သူကကြွက်ချီရောက်ခိုင်ပါလဲဟုတ်တော့ မင်းကလည်းကြက်ကြီးလေကြက်ကြီးရောကန်ဘောနော်အဲတချို့ကလည်းဒီအရနဲ့ပတ်သက်လို့ပယ်ပယ်နေနေပြောကြတယ်ရှိတယ်ဘောနော်အာကတ်တုန်းနေနဲ့ဗားနေနဲ့ပါထုတ်ပြန်လာတာရှိတယ်ဘာလို့မဖိတ်တာလဲမသိဘူးဘောနော်အဲ့လိုပြောတဲ့အချိန်မှာတယောက်ကပြန်ပြေးတာအဲ့အဲ့တဲ့တွေကဖန်နဲ့တွေပြောက်မှာဆိုလို့နေမှာဘောရှက်ဖဲတာတော့မင်းကလည်းရှက်ဖဲတာအဲသူတို့ပဲလုတ်တဲ့ဟာသူတို့ကကိုယ့်ရှက်ကိုခွဲတာကိုယ့်ရှက်ကိုခွဲတာမင်းအွန်လိုင်းကသူတို့ဒီသူ့ဟိုဟာဖြစ်ပါလေဆိုတော့ဘုံမတွေတက်ရှင်းကိုခံရတာဟောတော့အချက်ခွဲခြင်းကိုခံရတာတကယ်တကယ်အဲ့လိုပုံစံမျိုးတွေဖြစ်နေတယ် တကယ်ဆိုရင်ဒါ2026ခုနှစ်ကဒါအာဆီယံဥက္ကဋ္ဌအလှည့်ကြမယ်နှစ်ကမြန်မာပေါ့နော်မြန်မာဒါအာဆီယံဥက္ကဋ္ဌလောက်ရမယ်နှစ်ဖြစ်တယ်ဒါပေမဲ့မင်းအောင်လိုင်အခုလိုမျိုးအာနာယူပြီးတော့ပေါ့နော်ပောက်ကရရရှောက်လုပ်ခဲ့လို့ဒီဥက္ကဋ္ဌဖြစ်ဖို့မပြောနဲ့ပေါ့နော်လုံးဝအစည်းဝေးနာတော့မှမကတ်နိုင်တဲ့အနေအထားတွေဖြစ်သွားတာပေါ့နော်အဲပြောရရင်ဒါလူရဝင်ကျင်နေဆိုရင်တော့လူဖြစ်အောင်လုပ်ရတာပေါ့ဗျာလူရဝင်အောင်လုပ်ရတာပေါ့နော်ဒါလူမဆန်တဲ့လုပ်ရက်တွေလုပ်ပြီးတော့လူရဝင်ကျင်လို့တော့ဘယ်ဖြစ်မလဲပေါ့နော် တော့မင်း online တွတ်တော့စိတ်စိတ်မကောင်းဘူးပေါ့နော်မြေ20တော့ပါလို့အဲ့တော့နောက်တစ်ခုကဒီအမည်စီးရင်ထဲမှာအစအနေကမင်း online နာမည်မပါခဲ့ဘူးဆိုရင်ပေါ့နော်ကျွန်တော်တွေးမိတာပါအဲဒီကြောင်းလေးဒါမပါခဲ့ဘူးဆိုရင်ဒီကောင်ဒါခန်းစားရမှာမဒီလောက်ခန်းစားရမှာမဟုတ်ဘူးပေါ့နော်ဒါကလည်းသူခုနပြောလို့ပါပဲဒါသူ့ရဲ့ media တွေကသူ့ကိုအရှက်ပြန်ဖွဲခဲ့တာပေါ့နော်ဒီလိုကိုးကားပြီးတော့ရေးခဲ့တဲ့စာလေးဒီကြောင်းကြောင့်မလို့အာမင်း online လဲတေချာပေါ့လုံးဝညအိတ်မပြောတာတွေပါဖြစ်ကောင်းဖြစ်သွားနိုင်တယ် ငါငါ၄နှစ်တောင်မှလွတ်ခဲ့ရတဲ့ဟာအခုတော့ငါတက်ရတော့မလားမသိဘူးဆိုတော့ပုံစံမျိုးနဲ့သူအိပ်ပျော်ခြင်းမှပျော်ခဲ့မှာပေါ့နော်အဲနောက်ဆုံးဒါသူကလည်းသူလက်ဖက်တုပ်တွေလက်ဖက်ရည်တွေအာငါတလောက်ပေါင်းနေဒါတွေပြင်ဆင်ထားမဲ့ပြင်ပေါ့နော်မုတ်ပြားသလက်တွေမုတ်ပိုင်းတောင်းနေဒါတွေပါလုံးရင်လည်းလုံးနေမှာပေါ့နော်အခုကျတော့အဲလုံးဝမပါဘူးဆိုပြီးတော့တိတဲ့ချိန်ကျတော့သူထိုင်ရမလို့ထိုင်ရမလို့နောက်ဆုံးထိုင်ရတဲ့အဆင်နဲ့ပြန်ဖြစ်သွားမှာပေါ့အဲဒီကတော့ဒီဥစ္စာပုံမှာတော့သူကအခဲကြီးမှာတော့မဟုတ်ဘူးဗျဟိုပြောရရင်ဗျာသူဒီလိုမျိုးဒါ သူကိုယ်တိုင်ကလည်းမျှော်လင့်ခဲ့မှာပဲမျှော်လင့်ခဲ့လို့လည်းသူဒီလိုမျိုးဖော်ပြတဲ့ဟာတွေကိုသူလက်ခံခဲ့တာပေါ့နော်တကယ်လို့များအဲ့လိုမျိုးဒါသူအစအနေကမှပေါ့နော်ဒီဥစ္စာကိုသူတရားပေါက်ဟိုဟာဖြစ်ထားတယ်ဆိုရင်မမျှော်လင့်ထားဘူးဆိုရင်ဒီလိုမျိုးမဟုတ်မဟုတ်သတင်းတွေတင်လာတဲ့အချိန်မှာသူအဲ့ကောင်တွေကိုတားဆီးမှာပဲပြောမှာပဲဘာဖြစ်လို့ဆိုသူအချက်ကွဲမဲ့ကိစ္စတွေဒါကြီးကအချိန်တိုင်ပေါ်လာမှာလေအဲ့ကြတော့အဲ့လိုမျိုးနောက်ဆုံးမျှော်လင့်ချက်အထိတော့သူကမျှော်လင့်သွားတဲ့ပုံစံမျိုးပဲဒါပေမဲ့လည်းဖြစ်မလာဘူးပေါ့နော်ဖြစ်မလာဘူးဒီကောင်လူသက်သမားဖြစ်တဲ့အတွက်ဖြစ်လာစရာအကြောင်းလည်းမရှိဘူးပြီးတော့ကြတော့ဒီ ဒီအချက်တွေကိုဒီဘုံသဘောတူညီချက်၅ရက်ကိုဒီကောင်တစ်ချက်မှမလိုက်နာဘဲနဲ့ဒါဒီကောင်လုံးဝအကောင့်ထဲမပေါ်ဘဲထားတာဖြစ်တဲ့အတွက်အဖက်မလုပ်ခြင်းကိုခံရတာနဲတော့နဲသေးတယ်ဗောနော်အဲ့တော့အခုတော့ဒီ6800ရရင်ပြီးရောဆိုပြီးတော့ဆွတ်လော်တဲ့ကောင်တွေဆွတ်မန်တဲ့ကောင်တွေဆွတ်ပြီးတော့သတင်းတင်တဲ့ကောင်တွေလည်းဒါအတန်တွေပါတိတ်ဗောနော်ဂျေကွဲဇလန်းတွေပါတိဖြစ်နေလဲဖြစ်နေလောက်ပြီဗောနော်အဲဒါနဲ့အရင်နှုန်းကဆိုရင်ဒါမပြောင်းလဲအဲ့လိုမျိုးခီးစင်တစ်ခုကပြန်လာပြီဆိုတဲ့ခါကျရင်အင်တာဗျူးတဲ့ကောင်တွေရှိမှတ်မိသေးလားမသိဘူးဗာလေအဲသူပြောကြ ဘဘကြီးကအဲပြန်လာပြီဆိုရင်ပေါ့နော်အာကျွန်တော်ဘဘပြန်လာပြီအာဒီလိုမျိုးပြန်လာဒီခီးစဉ်ကပေါ့နော်ကျုံနိုင်ငံရဲ့ကျုံလူငယ်တွေရဲ့အနာဂတ်ကိုယူဆောင်လာမယ်လို့ယုံလုံးဝယုံကြည်တယ်တော့ဗါအဲ့လိုပြောတဲ့ကောင်တွေမတွေးမိဘူးဒီတစ်ခါတွေးမိဘူးပေါ့နော်အဲ့ကောင်တွေအဲ့ကောင်တွေရှိတယ်အဲလုံးဝပေါ့နော်ဒီရုရှားခီးစဉ်ဖြစ်မယ်အဲ့ကနေပြန်လာတဲ့ချိန်တုန်းကအဲ့လိုပုံစံမျိုးနဲ့စုတ်ပြီးတော့ပေါ့နော်လော်ကြတာပေါ့နော်အင်တာဗျူးတွေပါတွေကဖြေဖြေပြီးတော့ဒါဝါရဖြန့်တဲ့ channel တွေကနေပြီးတော့တဆင့်ဖြန့် ပြန်ပြီးတော့သူ့ရဲ့ခေါင်းဆောင်ကတကယ့်ကိုလုပ်တွေကို heavy တကယ့်ကိုတာဝန်အကြီးကြီးတွေယူပြီးတော့အောင်မြင်မှုတရပူဆောင်းပြီးပြန်လာခဲ့တဲ့ပုံစံမျိုးသူတို့ကပုံဖော်ခဲ့ကြရရှိတယ်ဗောနော်အခုကျတော့ဒါအခုလို့မသွားရအောင်ဆိုတော့ကျတော့ဒါဘာလဲအဲဆိုရင်မြောက်လိုင်းကနိုင်ငံနိုင်ငံရဲ့အနာဂတ်ကိုမဲ့အောင်လုပ်နေတာဟုတ်တယ်အဲ့လိုပြောရမလို့ဖြစ်နေအဲ့ကောင်တွေလည်းအခုမတွေ့တော့ဘူးဗောနော်ဘာပဲဖြစ်ဖြစ်ဒါဟာတကယ်အားရစရာကောင်းပါတယ်ဒီသတင်းကဗောနော်ဘာလို့လဲဆိုတော့မြောက်လိုင်းကဒီလိုနေရာကိုရောက်သွားပြီဆိုတဲ့အခါကျရင် အခုလာမဲ့ဒါကြေကြေပြန့်ပြန့်လှုပ်တဲ့အစည်းအဝေးမှာဒါ17နိုင်ငံဟောနော်နိုင်ငံပေါင်း17နိုင်ငံကတကယ်အကြီးအကဲတွေလည်းပါလာဖြစ်တဲ့အတွက်သူကအဲ့ဒါတွေအကုန်လုံးနဲ့တွေ့ခွင့်ရတဲ့ခါကျရင်သူ့ရဲ့ပုံစံတွေကပေါ့နော်တခုခုဒါအဖက်ဖြစ်သွားနိုင်တယ်ဘာလို့ဆိုဒီကောင်ကအကုန်လုံးကိုလိုက်ပြီးတော့မျက်နှာလိုအားရတကယ်အောက်ကြနောက်ကြဖြစ်မှလည်းမကြောက်ဘူးလေသိရမလားဒါမျိုးစားလိုကောင်မျိုးတော်မှပဲဒါလက်ဖက်သုံးတဲ့လက်ဖက်ရဲ့ဧကံပြီးတော့အာ ယူယူကျိုးသူဆက်ဆံနေရပါတော့เนาะအဲ့တော့ဒီလိုမျိုးနိုင်ငံအကြီးအကဲတွေနဲ့တွေ့ရပြီဆိုတဲ့ခါကျမှတေးကြတဲ့ဒူးဘာပြင်းဖန်ဖတ်နေပါပေါ့เนาะအဲ့တော့ဒီ Trump တို့ဘာတို့လာပြီဆိုရင်လည်းတည်တဲ့အတိုင်းပဲအဲနောက်ဆုံးတော့ဒီလိုအဲ့လိုမျိုးသွားရဖို့အတွက်ကိုလည်းဒီကြားဖြန်ကိစ္စတွေကိုသူတို့လုံးပြနေတာဗျာတကယ်ပြောရရင်ဒီဟာနဲ့ပတ်သက်လို့ပေါ့เนาะဒါနိုင်ငံတကာကအဲရေစုံမြေစုံတိလိုက်နေတဲ့အချိန်မှာသူကလည်းကျိုးကျိုးဆဆနဲ့လုံနေပါလေဆိုတဲ့ပုံစံမျိုးနဲ့သူကပြောကျင်တာပြကျင်တာ အဲအကြောင်းမလို့တချို့နေရာတွေမှာသူတို့လဝါချင်းရိုက်ပြီးတော့လှုပ်ဆောင်ပြတဲ့ဟာတွေကအာတကယ်အကြီးကြီးတွေလို့တော့ထင်ကြရတယ်ပေါ့နော်ဒါပေမဲ့အတွင်းတိအစင်းတိတွေကဖို့လို့ဒါဒီကောင်နေဆောက်ရွက်ပွဲတာအဲအဲအကြောင်းအဲ့လိုမျိုးပုံစံမျိုးနဲ့သူ့မှာအများကြီးပြင်ဆင်ထားတာအခုကျတော့ဒီဥစ္စာကဖြစ်မလာအောင်ဆိုတော့တဲတဲ့ရေသွုံဖြစ်သွားတာပေါ့နော်အဓိကတော့ဒါလည်းကောင်းပါတယ်တကယ်လို့ဒါဒီနေရာကိုရောက်သွားခဲ့တယ်ဆိုရင်ပေါ့နော်နိုင်ငံရေးအရသူကပို့ပြီးတော့အသာစီးရသွားနိုင်တယ်အဲပြီးတော့ကျတော့ဒီရွေးကောက်ပွဲ ဒါဖြစ်မြောက်လုံနိုင်နေဆိုရင်ဒါရွေးကောက်ပွဲအလွန်ကာလမှာတရားဝင်ဖြစ်ရေးအတွက်လည်းပို့ပြီးတော့ခရီးရောက်သွားနိုင်တယ်အခုတော့အဲ့မျိုးလင်းချက်တွေပျောက်ဆုံးပျက်စီးငိုကြွေးကြေကွဲပေါ့နော်အဲ့ဒါလည်းအားရစရာကောင်းတယ်ပေါ့နော်အဲ့တော့ဒေါ်လာကြီးကတော့ဆက်ရှိနေမယ်မင်းအွန်လိုင်းကလည်းဂျင်းနဲ့မှမဟုတ်ဘူးဂျင်းနဲ့မှမဟုတ်တဲ့အတွက်သူကလည်းဒါမထူးဆက်ခင်းတဲ့လောက်ရက်နေလောက်ရက်တွေလောက်လာနိုင်ခြင်းရှိတယ်အဲ့တော့ကျွန်တော်ပြည်သူတွေပို့ပြီးတော့ view site ကြပါအဲတော်တော်လေးမမှန်ရရင်လောက်ရက်တွေကိုလောက်လာနိုင်ခြင်းရှိတယ် ဒီထက်လည်းလုံနိုင်စရာအကြောင်းလည်းမရှိတော့ပါဘူးအဲ့တော့ကြဘလို့ပဲဖြစ်ဖြစ်ကိုကို view ဆိုင်ပြီးတော့ကျွန်တော်တို့ရှင်သန်အောင်နေကြမယ်ကိုတက်နိုင်တဲ့အပိုင်းတွေမှာပါဝင်ပေးကြမယ်တော်လည်းတက်ဖွဲ့တွေဒီထက်ပို့ပြီးအောင်မြင်မှုရအောင်တိုက်ပွဲတွေဝင်နိုင်အောင်ကျွန်တော်ဝိုင်းပြီးတော့ပံ့ပိုးပေးကြမယ်ပေါ့နော်နောက်တစ်ခုကတော့ဒါကဒါလည်းဖြစ်လာမယ့်အရာပါပဲဖြစ်လာမယ့်အရာတီဘောတီဘောကိစ္စတီဘောကိုစစ်ကောင်စီကပြန်ပြီးတော့ထိန်းချုပ်လိုက်နိုင်တယ်ထိန်းချုပ်လိုက်နိုင်ပြီးတဲ့အချိန်မှာ ဒီဒီဘောမျိုးကိုအော်လိုဝါ16ကနေစပြီးတော့ဗောနော်ဒါဌာနဆိုင်ရာဝန်ထမ်းတွေပြန်ပြီးတော့ဝင်ရောက်လာနေတယ်ဆိုပြီးတော့ဒေတာကန်နေစီကနေသိရတယ်အဲ့တော့ဒီဥစ္စာကပြန်ရမယ်ပြန်ယူသွားမယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့ဒေါ်လာတက်ဖွဲ့တွေရောဒေါ်လာပြည်သူတွေကရောမျောလင့်ထားပြီးသားသိထားပြီးသားကြိုပြီးတော့တွတ်ဆထားပြီးသားဗောနော်အဲ့တော့ဒါတရုတ်ရဲ့ဖိအားပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ဒီကောင်တွေကတော့တေချာပေါက်ဒီမျိုးတွေကိုပြန်ပြီးတော့ဒါထိ ंछ ုပ်သွားနိုင်မယ်ဆိုတဲ့ဟာကိုတော့သိပြီးသားအဲ့လိုထိ ंछ ပြီးသားနဲ့ဘာလုပ်မလဲရွေးကောက်ပွဲလုပ်ဖို့အတွက်သူတို့ပြင်ဆင်မယ်ဌာနဆိုင်ရာဝန်ထမ်းတွေပို့မယ်ပြီးရင်ရွေးကောက်ပွဲဖြစ်မြောက်သူတို့လုပ်ကြမယ် ပြီးရင်ဒါသူရွေးကောက်ပွဲလုပ်မဲ့အဲဒီမြို့ပိုင်းလိုက်ခွဲထားတဲ့အထဲမှာသူတို့ဒီမြို့တွေကိုထည့်မယ်ပေါ့ဗျာအဲ့တော့နောက်ထပ်မြို့တွေကိုလည်းဒါသူစစ်မြောက်လှည့်နေတာတွေတော့ရှိလာတယ်အဲ့တော့ဒီဘလို့ပဲဖြစ်ဖြစ်ပေါ့နော်ဒါတွေကတိုးတင်ပြီးတော့တည်ထားပြီးသားအရာဆိုပေမဲ့မင်းအောင်လိုင်ကတည်တဲ့အတိုင်းပဲသူကဒီမျိုးတွေကိုအသေးအတန်တိုက်ယူရတဲ့ပုံစံမျိုးဖြစ်အောင်သူဖန်တီးမှာလို့ကျွန်တော်ပြောခဲ့ကြတယ်ဗောနော်အခုလည်းအဲ့လိုပုံစံမျိုးပဲတို့အဲ့လိုမျိုးဖန်တီးပြီးဆိုတဲ့အချိန်ကြတော့တို့ ုံစားတဲ့လောက်ရက်တွေလှုပ်လာပြီလေဝါရဖြတ်တဲ့လောက်ရက်တွေလှုပ်လာပြီလာကြိုခိုင်းနေတဲ့လာကြိုခိုင်းနေအဲ့ဒီစစ်ကောင်စီစစ်သားတွေဝင်လာတာတွေပြီးရင်ဌာနဆိုင်ရာဝန်ထမ်းတွေဝင်လာတဲ့ချိန်မှာလာကြိုခိုင်းနေပေါ့နော်လာကြွဲချိန်မှာအမဲဗနိုင်းတွေပါနေဗျာလုံးဝပိုစတာတွေပါနေပါလေအဲတီဘောမျိုးမှဒေတာကန်ပြည်သူများကဘာဖြစ်လဲလိုက်လဲစာကြိုးစိုးပါဤတော့အဲအဲ့လိုမျိုးတွေကစားတော့ရေးပြီးတော့ကြိုခိုင်းတာပေါ့နော်ကြိုခိုင်းတာတွားပြီးတော့ကိုယ့်အနေကိုဆန္ဒအရကြိုးတာမဟုတ်ဘူးဘာဖြစ်လို့ကြောက်လဲဆိုတော့ အဲ့လိုမျိုးသွားမကြို့ဘူးဆိုရင် TNL နဲ့ဒါဒေါ်လာရင်းပူပေါင်းတက်ဖွဲ့နဲ့ဆက်ဆက်တယ်ဆိုပြီးတော့ဒါသူတို့ကိုဆွတ်ဆွဲပြီးတော့ချိန်ချောက်တာတွေညှိမှန်းနှိပ်စက်တာတွေလုံမှာဆိုလို့ဒေသခံတွေကသွားကြို့ရတာတဲ့အဲဒါသိရတဲ့ဟာပေါ့နော်အဲ့တော့ကျတော့ဒီကောင်တွေလုံနေတဲ့ဟာတွေကအစ်စ်မန်ဆိုတာတခုမှမရှိဘူးဟန်ပြတွေကြီးပဲဟန်ပြတွေဟန်ပြဒီမြို့ကိုပြန်ရသွားတယ်ဆိုတဲ့ဟာကလည်းသူတို့အတိုက်ပြဘာမှမဟုတ်ဘူးဟန်ပြပြီးရသွားပါပြီဆိုတဲ့အချိန်မှာလည်းသူတို့ဒါ ာဂျိုခိုင်းနေဆိုတဲ့ဟာတွေစစ်တပ်ကိုထောက်ခံနေပါတယ်ဆိုတဲ့ဟာမျိုးတွေကလည်းဟန်ပြပဲပြီးရင်မိုင်းနေပါတယ်ရှင်းလင်းပေးတယ်ကျောင်းနေပါတယ်ပြန်ဖွင့်ပေးတယ်ဒါတွေလည်းဟန်ပြပဲသူတို့ကသာလင်တကယ်အကောင်းအဲသူတို့ကပဲနောက်ဆုံးဇလိုက်ဒီလိုနေရာမျိုးတွေကိုသူတို့ကဒီအတွက်ပြန်ယူပေးတာပြည်သူတွေရဲ့အကျိုးစီးပွားအတွက်သူတို့အရန်အလီထားပါတယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့လောက်ပြကြတာတကယ်တမ်းမင်းတို့ရဲ့စိတ်ဓာတ်တွေကဘယ်တော့အောက်တန်းကျသလဲဆိုတဲ့ဟာကမင်းတို့ရဲ့လောက်ရက်တွေကိုပြန်ကြည့်ရင်သိတာမင်းတို့ပြည်သူတွေကိုဘယ်လိုလုပ်ခဲ့သလဲ ီနေရာဒီမြို့လေးကွက်ကွက်လေးတစ်ခုထဲမှာ ਨੇ မင်းတို့ပြည်သူအကျိုးပြုလုပ်ငန်းလုပ်လိုက်တာ ਨੇ တနိုင်ငံလုံးအနှံ့ပြည်သူတွေကိုဘုံကျဲတက်ဖြတ်တဲ့ဟာတွေကပျောက်သွားပြီလို့မင်းတို့ကထင်လာလားမင်းတို့ကောင်ကြီးကလေးတငယ်တွေတက်ဖြတ်ခဲ့တာရှိတယ်အာအိုကြီးအိုမအဖိုးအဖွားတွေကိုတက်ဖြတ်ခဲ့တာရှိတယ်အရွယ်ဆုံးပေါ့ကွာအရွယ်သုံးပါးမြို့အကုန်လုံးကိုမင်းတို့တက်ဖြတ်နေရရှိတယ်အမျိုးသမီးငယ်တွေမျိုးသမီးတွေအကုန်လုံးကိုဒါတွေ့နေတွေ့နေနေရမှာပေါ့နော်ဒါမတင်းချင်းတက်ဖြတ်တာမျိုးမင်းတို့တွေလှုပ်ခဲ့ကြမမှန်ရရင်လှုပ်ရက်တွေလှုပ်ခဲ့ကြတယ်ပေါ့နော်ဒါပြည်သူရဲ့ ပိုင်ဆိုင်တဲ့အိုးအိမ်ပစ္စည်းတွေကိုဖျက်ဆီးတယ်ယူငင်းတယ်လူယူတယ်ကိုကျိုးတုံးတယ်ဒါပေမဲ့အရင်တော့ကစပိန်တော်မှာနတ်မမှန်တဲ့ကောင်တွေကအခုအမေဆိုင်ကယ်ကားနဲ့ဗျာစစ်တပ်ထဲမှာတကယ်ရှိတယ်စပိန်တော်နတ်မမှန်မှုအကျွေးကိုလာစင်ပေးနေရတာလာစာထုတ်တာနဲ့ဆလစ်ပဲရတယ်တေးခွင်းပဲရတယ်အဲ့လိုမျိုးရတဲ့စစ်သားမိသားစုတွေအများကြီးရှိတယ်အာအခုကျတော့ရွှေတွဲလဲငွေတွဲလဲနေဗျာအဲ့လိုပုံစံမျိုးတွေအမေရှေ့တန်းအနေပြန်လာရင်ကားပေါ်မှာအမေဆိုင်ကယ်စပိန်အကုန်လုံးအကုန်လုံးပါလာရေကဲတစ်တာဟာကျိုးနဲ့ပတ်သက်တဲ့ဟာတစ်နဲ့ပတ်သက်တဲ့ဟာအကုန်လုံး အဖိုးတန်ပစ္စည်းအကုန်လုံးပါလာအဲ့လိုမျိုးမင်းတို့ကောင်တွေလောက်ခဲ့တဲ့လောက်ရက်တွေကိုပြည်သူကမေ့သွားမယ်ထင်လို့လားအဲ့လိုမျိုးလောက်ရက်တွေအားလုံးကိုဒီမျိုးကမင်းတို့ပြန်ပြီးတော့ပြတဲ့အချိုးပြုတ်လုပ်ငန်းလောက်လေးနဲ့ဖုံးကွယ်လို့ရမယ်ထင်လို့လားအဲ့ကျတော့ဒီကောင်တွေလုပ်နေတဲ့လောက်ရက်တွေကတကယ်ဟန်ပြတက်တက်ဆိုတဲ့ဟာကိုဒါပြည်သူတွေလည်းသိစေချင်ပြည်သူကသိပြီးသားပါအဲ့ကျတော့ဒါဟာလည်းရုပ်ရှင်ပြကွက်တစ်ခုပဲတရုတ်ဇာညွန်းအတိုင်းသွားနေရတဲ့ဇာညွန်းတစ်ခုပဲဇလန်းတစ်ခုပဲဆိုတဲ့ဟာကိုလည်းသိစေချင်တယ်ဗောနော်အဲ့တော့ဘလိုပဲဖြစ်အခြားနေရာတွေမှာအဲတော်လိုင်းတက်ဖွဲ့တွေဘက်ကဒါအခြေအနေကောင်းနေတာလေးအများကြီးရှိတာပါဗျာ ဲ့တော့တိုက်ပွဲဖြစ်စဉ်နေတိုင်းကိုဒလိုင်းတပ်ဖွဲ့တွေကတော့ထုတ်ပြန်ပေးနိုင်မှာမဟုတ်ဘူးထုတ်ပြန်လို့လည်းမလွယ်ကူဘူးပေါ့နော်တခါလေကြာရင်တိုက်ပွဲဒီနေ့ဖြစ်တယ်ဒါပေမဲ့ဒီနေ့ထုတ်လို့မရနောက်နေ့နောက်နေ့အထိလည်းရကြမှာရအောင်မယ်နောက်နေ့ကျမှပြန်ရတာမျိုးရှိတတ်တယ်အဲတခါလေကြာတော့လည်းအင်တာနက် ခက်ခဲစစ်ကောင်စီဘက်ကအရန်ရုံမာထားတယ်လေအကုန်လုံးက Starlink ဝင်နိုင်ကြတာမဟုတ်ဘူးပေါ့နော်အခုဆိုရင် Starlink တွေပါပိတ်လာပြီဆိုတော့တော်တော်လေးဒါရင်ဆိုင်ရမယ့်အခက်အခဲတွေရှိလာအောင်မယ်ပေါ့နော်အဲ့တော့အဲ့လိုနေသားမျိုးမှာတကယ့်သတင်းကောင်းတွေအကုန်လုံးကတော့နေရာစုံမှာဖြစ်နေတော့မယ်ဒါပေမဲ့ မတက်လာတာပဲရှိတယ်ဗောနော်အဲအဲ့လိုပဲဒါစစ်ကောင်စီဘက်ကလည်းပြန်ပြီးတော့ဖိနှိပ်ဖို့အတွက်ကြိုးစားနေတော့မယ်ဒါပေမဲ့ကျွန်တော်တို့တလင်းတက်ဖွဲ့တွေဘယ်တော့မှစိတ်ကြမကြပါဘူးဒီနေ့ဒီချိန်ဒီတိုက်ပွဲဝင်နေကြတော့မယ်အဲ့တော့အဲ့လိုမျိုးတက်ဖွဲ့တွေကိုဒီထက်ပိုပြီးတော့ကုညီပေးကြစီခြင်းနဲ့အဲဒီရေကြီးကာလဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီရေကြီးကာလကိုအောင်မြင်စွာနဲ့ကြော်ဖြတ်နိုင်ဖို့လိုအပ်ပါတယ်အဲ့တော့ဘလိုပဲဖြစ်ကျွန်တော်တို့တက်ဖွဲ့တွေဒီထက်ပိုပြီးတိုက်ပွဲဝင်နိုင်ဖို့ပြည်သူတွေရဲ့ခွန်အားကိုအများကြီးလိုအပ်ပါတယ်ဆိုတော့ကြောင့်ဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်